ပရိသတ်များအားလုံးမင်္ဂလာပါရှင်။အခုတစ်ခေါက်မှာတော့ရှင်တွေကိုအပိသက်မျိုးဖြုတ်နိုင်မဲ့နည်းပညာတွေပေါ်လာပြီဆိုတဲ့တင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကယောဂပိုသက်ဆောင်နိုင်တဲ့ရှင်တွေကိုကမ္ဘာပေါ်ကနေအပိသက်ဖယ်ရှားပြစ်နိုင်မဲ့နည်းလမ်းတွေကိုတီထွင်လိုက်ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်တင်သလားဆိုတဲ့မေးခွန်းတွေကတော့ပေါ်လာပါတယ်။ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်ရဲ့တည်ရောက်မှုတွေကမရှင်းမလင်းဖြစ်နေပြီးတော့ဇီဝပညာရှင်တွေကတော့လူသားတွေရဲ့ဆန္ဒနဲ့အညီကမ္ဘာကြီးကိုပြန်လည်ပြင်ဆင်တာကိုမထောက်ခံဘူးလို့ပြောကြပါတယ်။ မျိုးရိုးဗီဇာနည်းပညာနဲ့အချင်းတွေကိုအပိသက်ဖယ်ရှားပစ်တာကကမ္ဘာလုံးဆိုင်ရာဖယ်ရှားပစ်တာမျိုးဖြစ်လာနိုင်ပြီးတော့ဒါကနည်းနည်းတော့စွန်စားရကြတယ်လို့ခန်းစားရကြောင်းမွန်တာနာတက္ကသိုလ် University of Montana ကသဘာဝပတ်ဝန်းကျင်သတ္တနပညာရှင်ဖြစ်တဲ့ Christopher Freston ကနေမကြသေးခင်က The Washington Post ကိုပြောခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာနည်းပညာတွေရှိနေပါပြီ။အဲ့ဒီနည်းပညာတွေကသွေးဆုပ်ပြီးငှက်ဖြာ၊တွေးလို့တော့ကွေး၊စီခါနဲ့ တခြားဆိုးရွားတဲ့ယောဂဘိုးတွေဖြန့်ဖြူးတဲ့ခြင်မတွေကိုအဓိကပြင့်မှတ်ထားတာပဲဖြစ်ပါတယ်။မျိုးရိုးဗီဇဆိုင်ရာကရိယာတွေကိုအသုံးပြုပြီးတော့သူ့တေတီတွေဟာဆိုရင်ခြင်တွေရဲ့မျိုးရိုးဗီဇဖွဲ့စည်းပုံကို ပြောင်းလဲပြီးခြင်မတွေကိုတားမဖွားနိုင်အောင်လုပ်လုပ်နိုင်ပါတယ်။ဇန်နဝါရီလတုန်းကဩစတြေးလျသိပ္ပံပညာရှင်တွေဟာခြင်ထီးတွေရဲ့တုပ်ရည်ထဲမှာအစိတ်ပရိုတင်းတွေထုတ်လုပ်နိုင်အောင်ပြောင်းလဲနိုင်ခဲ့ပြီးတော့ဒါကခြင်မတွေရဲ့သက်တမ်းကိုတိုးစေတယ်လို့ပြောခဲ့ပါတယ်။ဒီတဲ့တဲ့ဘက်မှာတော့ Maryland တက္ကသိုလ်ဖြစ်တဲ့ University of Maryland က သူတေတီတွေကဆိုရင်ဆင်မတွေကိုသေစိနိုင်တဲ့မော်ပိုးဝင်ရောက်စေမဲ့လိမ်မတဆင့်ကူးဆက်တတ်တဲ့ယောဂါတမျိုးကိုအောင်မြင်စွာလို့ဖန်တီးနိုင်ခဲ့ပြီလို့ပြောခဲ့ပါတယ်။ဒါကဆင်တွေနဲ့ကျွန်တော်တို့ကြားလက်နက်ပြိုင်ဆိုင်မှုပါပဲလို့ Maryland သက္ကတော်ကပါမောက်ခ Raymond Sainz လေကာကနေပြောခဲ့တာပဲဖြစ်ပါတယ်။ဒါကဆင်တွေနဲ့ကျွန်တော်တို့ကြားလက်နက်ပြိုင်ဆိုင်မှုပါပဲလို့ Maryland သက္ကတော်ပါမောက်ခ Raymond Sainz လေကာကနေပြောခဲ့တာပဲဖြစ်ပါတယ်။သူတို့ကကျွန်တော်တို့ဖန်တီးတာတွေကိုဆက်ပြီးလာရောညှိထွေဖျက်အောင်လုပ်နေတယ်လို့ ျွန်တော်တို့ကလည်းသူတို့ကိုတိုက်ဖြတ်ဖို့နီလန်းသစ်တွေနဲ့တီထွင်ဖန်တီးမှုတွေကိုအဆက်မပြတ်ဖောထုတ်နေရပါတယ်လို့သူကနေပြောခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမျိုးကို matter hessian လို့ခေါ်ရအဲ့ဒီမျိုးကို matter hessian လို့လည်းခေါ်ပါတယ်။ချင်းသီးတွေပေါ်မှာဖြန်းလိုက်တဲ့အခါမှာသူကအာယုံကျော်အစိတ် neutrof စင်တွေထုတ်လုပ်ပြီးတော့ချင်းမတွေကိုဝင်ရောက်တဲ့အခါသေစေမှာပဲဖြစ်ပါတယ်။ဒါကလူသားတွေအတွက်တော့ဘေးကင်းမှာပဲဖြစ်ပါတယ်။ ဒီမို့ကကူးဆက်ခံရတဲ့ခြင်းတွေကိုပိုးသက်ဆေးတွေကိုပို့ပြီးအာရုံခံနိုင်စွမ်းနည်းစေပြီးတော့ပိုးသက်ဆေးဓာတ်ကိုပိုခံနိုင်ရရှိစေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါကသူတို့ကိုနှစ်ခါထိုးနှက်လိုက်တာပဲလို့စိတ်လေကာကနေပြောခဲ့တာပဲဖြစ်ပါတယ်။ဒါကခြင်ချောက်ဖြစ်တဲ့ယောဂတွေကို တိုက်ဖြတ်ရမှာတည်င်းကောင်းလေးဖြစ်နိုင်ပါတယ်။ခြင်တွေကကြီးပဲယောဂတွေကူးဆက်စေတာကြောင့်ကမ္ဘာပေါ်မှာနေထိုင်ခဲ့တဲ့လူသားတွေရဲ့တဝက်လောက်ကိုတတ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ ချင်းတွေကိုမြ мян ဆတ်ဆန်နဲ့ထိရောက်စွာဖယ်ရှားနိုင်ခြင်းကကဘာတော်ဝန်ကလူတွေကိုကဲတင်နိုင်မှာပါလို့ Saints League ကနေပြောခဲ့တာပဲဖြစ်ပါရဲ့ရှင်။